မိတ်ဆွေရဲ့ idea ကမိတ်ဆွေရဲ့အဝင်ဝင်ပါပဲ။ ဟုတ်အာဒီအကြောင်းအရာလေးကိုကျွန်တော်ဝေမျှပေးခြင်းပါတယ်ဆိုတော့ဒီလက်ရှိဘောနော်ကျွန်တော်တို့လူငယ်အများစုလာမေးကြတယ်မိတ်ဆွေအများစုလည်းလာမေးကြတယ်သူလက်ရှိလုပ်ငန်းမှာဖြစ်စီဘောနော်ကျွန်တော်တို့ဝင်ငွေတိတိပိုးဝင်ခြင်းနဲ့မလုပ်ရမလဲပေါ့ဆိုတော့ idea လေးကျွန်တော်လာတောင်းပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ညွှန်ပြပေးပါကိုကတလောက်ကို10သိန်းဝင်နေဆိုရင်ကိုယ့်ရဲ့ idea 10သိန်းပဲရှာနေတဲ့ဒီဘောနော်ဒီဖြည့်ရှင်းကြီးပဲရှိပါသေးတယ်ကို15သိန်းဝင်ခြင်းနဲ့30ဝင်ခြင်းနဲ့ဆိုရင်အဲ30ဝင်ခြင်းနဲ့အာဒီအတွေးခေါ်ဒါမှ idea ကိုကျွန်တော်သိရပါလိမ့်မယ်အဲ့အတွက်ကကျွန်တော်လုပ်စရာလေးတစ်ခုပဲရှိပါတယ်30ဝင်တဲ့လူတွေ30ဝင်တဲ့ဒူတွေရဲ့အတွေးခေါ်တွေအယူအဆတွေ အလုံးလုံးပုံနေတော့တီးဖို့လိုအပ်ပါတယ် ဒါလုံးဝမှန်ကန်သောနီးလမ်းပါပဲเนาะကျွန်တော်ကိုယ်တိုင်ဒီလမ်းကိုရှောက်ခဲ့တာပါကျွန်တော်ကိုယ်တိုင်ဝန်ထမ်းတသိန်း၈တောင်းနဲ့ဝန်ထမ်းတလောက်တသိန်း၈တောင်းဝန်ထမ်းဝန်ထမ်းဖြစ်ခဲ့စဉ်ကတည်းကကျွန်တော်ကအာဒီကောင်လေးလုပ်ငန်းရှင်တွေကျွန်တော်အားကြတယ်ဝင်ငွေများတယ်လို့ကျွန်တော်အားကြတယ်အဲကျွန်တော်လိုက်လစ်လာတယ်အမြဲတမ်းပဲကျွန်တော် online နေနားထောင်နေရှားရမသူနဲ့ကျွန်တော်အနည်းဆုံးနေပြီးကျွန်တော်လစ်လာတယ်ပေါ့နော်လစ်လာတဲ့အခါမှာအဲသူ့ရဲ့ဒီတွေးခုံကျွန်တော်တွေးခုံမတူပါဘူးကျွန်တော်ပြောခဲ့သလိုပဲတသိန်း၈တောင်းနဲ့ရနေတဲ့အဲလူတစ်ယောက်ကတသိန်း၈တောင်းနဲ့ idea ပဲရပါတယ်အဲကျွန်တော်တို့ထပ်ပြီးတော့၅သိန်းမှုတူက၅သိန်းနဲ့ idea ရှိဖို့လိုပါတယ်လိုတဲ့အတွက်ကြရင်ကျွန်တော်အခုလိုမဟုတ်ဘူးနော်ကျွန်တော်လူရှိမှဝင်မ ြခဲ့တဲ့မိတ်ဆွေတွေရှိတယ်အဲမိတ်ဆွေရှိတဲ့ဆရာတွေရှိတယ်ဘောနရှိမှာနီးဆောင်လမ်းပြရှိခဲ့တယ်သူတို့ရဲ့အတွေးခေါ်လိုက်နားထောင်ပါတယ်အလားနားထောင်ပြီးကျွန်တော်တို့တွေကကျွန်တော်တို့လက်ရှိတွင်းနေအတွေးခေါ်ထက်ပြီးတော့ပိုတွင်းနိုင်တဲ့အတွေးခေါ်ကျွန်တော်ဖန်တီးရပါတယ်ပိုတွေးနိုင်လေကျွန်တော်တို့ပို့ပြီးတော့ပြဿနာတွေဖြေရှင်းချက်ကိုကျွန်တော်ဖြေရှင်းနိုင်နေဖြစ်ပါတယ်ပြဿနာတွေကိုများများဖြေရှင်းနိုင်လေကျွန်တော်ဝင်ငွေရများများရပြီဖြစ်ပါတယ် ဆိုတော့ဒါအဓိကကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော်ဆိုတော့ကျွန်တော်တို့လူတိုင်းမှာရနေတဲ့24နာရီပါအဲ့24နာရီတိုင်းမှာကျွန်တော်တွေးနေအပြီးခေါ်ရမတူပါဘူးအဲ့ဒါကျွန်တော်အမြဲပြောတယ်မိတ်ဆွေတယောက်24နာရီပဲရှိတယ်အဲ့24နာရီရှိတဲ့အပိုင်းကိုမိတ်ဆွေတယောက်ကိုမိတ်ဆွေအချိန်ပေးပါ အသူမြောက်လိုက်ဗလိငယ်သူမြောက်လိုက်ဝေဘန်းနီးရီလုံးဝဖြုတ်ပလိုက်ကိုအကြောင်းကိုတွေးကိုလုပ်ငန်းအကြောင်းကိုတွေးအပြည့်ကိုဖြစ်ချင်တဲ့ပန်းနိုင်တွေအတွက်ကိုကိုတွေးပါအဲ့ဆိုရင်တော့ကိုကပို့ပြီးလက်ရှိရှိနေဝင်ဝင်တဲ့ပို့ပြီးရနိုင်တဲ့အတွေးခေါ်တဲ့ချက်ချင်းရလာပါလိမ့်မယ်နော်ဒါကအချိန်တစ်ခုတော့ပေးရတော့6လတည်းတည်းတစ်နှစ်တည်းနှစ်နှစ်တည်းကျွန်တော်အချိန်ပေးရတဲ့ကောင်မှာကျွန်တော်တို့အတွေးတွေစတယ်ပြောင်းလဲလာပါတယ်အတွေးတွေပြောင်းလဲလာဆိုရင်ကျွန်တော်တို့ပြောင်းလဲတဲ့အတွေးတွေကျွန်တော်လက်ခံလာပါတယ်အဲ့ကျွန်တော်တို့အတွေ့အကြုံကျွန်တော်လက်ခံလာတဲ့ခါကျရင်ကျွန်တော်တို့ကကျွန်တော်တို့မဖန်တီးနိုင်ခဲ့တဲ့ဝင်ငွေတွေကျွန်တော်ဖန်တီးဖို့နီးလန်းနေရှာနိုင်ခဲ့တယ်။အုံနောက်ကသူ့အတူအလိုလိုရှာနိုင်သွားပါလိမ့်မယ်။ ဆိုတော့အဲ့လိုလေးကြင်ကြံကြည့်ပါနော်ဆိုတော့ကျွန်တော်ဒီကျွန်တော်ရှေ့မှာဆရာကြီးအများကြီးရှိတယ်เนาะကျွန်တော်လည်းဒီ motivation နေနားထောင်တယ်ရှေ့မှာတကယ်ဝင်ဝင်ကောင်းနေတဲ့ဆရာကြီးမျှဝေတဲ့နီးလန်းကျွန်တော်နားထောင်တယ်เนาะအပြာဟောပြောပွဲတွေကျွန်တော်လိုက်ပြီးနားထောင်တယ်အပြာနီးလန်းယူတယ်ဘာလို့ကျွန်တော်တို့ကဒီနေရာ comfort zone ဆိုတဲ့ဒါပဲတွေ့မယ်ဒါပဲလုပ်မယ်ပေါ့เนาะဆိုတော့နေရာမှာနေခဲ့တာနှစ်ပေါင်းကြာပါတယ်ဆိုတော့အဲ့ဒီကရုံထွက်ဖို့တော့ကျွန်တော်တို့ကကျွန်တော်မသိသေးတဲ့အတွေ့ခေါ်တွေမမြင်မကြားဘူးတဲ့အဲဒီပုံစံတွေအဲဒီမလုပ်ဘူးတဲ့အလုတ်ကင်ပုံစံတွေကကျွန်တော်တို့ကတခါမှမကြုံခဲ့ဘူးကြုံမှုတော့ကျွန်တော်ကြောက်ရွံ့နေခဲ့ပေါ့เนาะအဲ့တကူဖောက်ထွက်ဖို့တော့ခွန်အ ားလိုပါဘာခွန်လဲဆိုတော့စိတ်တဲ့ခွန်အားလိုပါတယ်အဲ့စိတ်တဲ့ခွန်အားကိုအဲရရှိဖို့ကဘောနော်ရှေ့မှာရှိတယ်ဆရာဆရာတွေကနေပြောခဲ့တဲ့လူတွေအရှေ့ရနေပြီးကိုယ့်ထဝင်းဝင်ကောင်းတဲ့လူတွေအတွေ့အကြုံရှိတဲ့အရှေ့ဆောင်လမ်းပြတွေကနေပြီးတော့ညှောက်ခဲ့တဲ့နီးလန်းတွေကျွန်တော်ကပြန်လဲတင်ယူလစ်လာမှတ်သားပြီးတော့အသုံးချမှာပါအဲ့ဒါမှတော့ကျွန်တော်လက်ရှိကဘဝကိုပို့တုတ်တဲ့စေမှာပါနော်ဆိုတော့အဲ့ဒါလေးကျွန်တော်ညှောက်ဝေချင်ပါတယ်အဲ့ဒါကြောင့်မို့မိတ်ဆွေတက်ကိုမိတ်ဆွေအချိန်ပေးပါမိတ်ဆွေရဲ့လုံငန်းကိုမိတ်ဆွေပြန်လဲတုံးတက်ပါမိတ်ဆွေတက်ကိုမိတ်ဆွေ ပြန်နဲ့တုံးတက်ပြီးတော့တိုးတက်အောင်ကုပေါ့တိုးတောင်မယ်အမြဲအောင်စိုက်ပါဒါဆိုရင်တော့မိတ်ဆွေကအချင်းတစ်ခုတွင်မှာသူများနဲ့မတူတဲ့နေရာကိုရောက်ရှိသွားပါလိမ့်မယ်ကျွန်တော်ဆိုလည်းအဲတသိန်းရှစ်တောင်းနဲ့စခဲ့တဲ့အဝန်ထမ်းတယောက်ဖြစ်ပါတယ်နော်အခုချိန်ရောကျွန်တော်ကလုပ်ငန်း၁၀ခုလောက်နဲ့အဝန်ထမ်းပေါင်းဒါ၂၄၀ကျော်အထိကျွန်တော်ကလာတာလာတင်ပေးထားပြီးတော့တကယ်လက်တွေ့လှုပ်ဆောင်နေတဲ့လုပ်ငန်းရှင်တယောက်ပါ နော်ဆိုတော့ကျွန်တော်အခု အာရအလာပတ်တလာပတ်ရှောက်ပြောပြီးတော့ကျွန်တော် idea ကြီးရှောက်ပြီးပြောနေလူတောင်မဟုတ်ပါဘူးအဲ့ဒါကျွန်တော်တက်တည်ဒါကကျွန်တော်ရဲ့ဒါတက်တည်ပေါ့နော်ကျွန်တော်ကလက်တွေ့လုပ်တယ်လုပ်ရင်ဖြစ်တယ်ဆိုကျွန်တော်တင်ပြတယ်မဖြစ်ဘူးဆိုကျွန်တော်နောက်ဆုတ်တယ်နောက်ထပ်လုပ်ငန်းတစ်ခုလုပ်တယ်ပြီးရရင်အောင်မြင်ကျွန်တော်မျှဝေဒါကျွန်တော်နီးလဲမှာဘာလို့မျှဝေရလဲအာကျွန်တော်ပြောပြလို့ပဲကျွန်တော်လူဘဝတူမိတ်ဆွေတို့ကိုကျွန်တော်လက်စင်ငန်းခေါ်တဲ့ပုံစံနဲ့ကျွန်တော်မျှဝေပြီးသွားပါကျွန်တော်ကလက်ရှိမှာသင်တန်းနဲ့တင်ဖို့အတွက်အချိန်မရှိသေးတဲ့အတွက်ကြောင့်မလို့ယခုလူမျှဝေပြီးနေကြတာပါသူပြောနေတယ်ကျွန်တော်ဒီမှာနေကုန်ချိုးလိုက်ပြရသည်အားလုံးကိုကျေးဇူးတင်ပါတယ်